မပြောစရာရှိလို့လားမအိုမြူရခဏတော့လိုက်ပို့ပြပါလားကိုမောင်မရွှေဆိုင်လေးသွားကျင်လို့ရွှေဆိုင်ဘာသွားလုံးလို့လဲမာမလက်ကောက်လေးသွားအောင်ကျင်လို့ပါ လက်ကောက်ရောင်းကျင်လားဘာဖြစ်လို့လဲမမေကိုအထူးကူနဲ့ပြကျင်လို့ပါကိုမောင်ရေဒီရပိုင်းကိုမမေကရင်မက်တီအောင့်အောင့်နေရတဲ့ဖြစ်နေရတော့ကြပြီမအားခက်ခဲဖြစ်မှာဆိုလို့တိခန့်မိနေနေတာ ခုတော့တော်တော်လေးနေထိုင်မကောင်းဖြစ်နေနေတူပါတယ်။မောက်လှမ်းပြောတယ်။အဲ့ဒါမက်ဒီကယ်ချက်ကပ်လေးလုပ်ဖို့ရောဟိုတခြားလူအတားလေးပါလို့လို့ရအောင်လို့မမေကိုပတ်စံလေးလှမ်းပို့ပေးခြင်းလိုပါကိုမောင်ရေ။မားလဲကွာ။ကိုမောင်ကဘာလို့အစိုးရရမပြောတာလဲ။မားလက်ကောက်ရောင်းချင်မလို့ပါဘူး။မားကကိုမောင်ရဲ့တရားဝင်လက်ထပ်တာတော့စနေအရှင်ပြောင်းလုပ်ပေးမှာပေါ့နော်။မားကကိုမောင်ကိုအားနာလို့ပါ။ကိုမောင်တမျိုးမြင်တော့မှမားကြောက်တယ်။ လင်မယားကြမှာဒါတွေမလိုပါဘူးမာ